မြန်ကိုရီးယားဟာအမျိုးသားစော်လင်းတဲ့တာတိုပြစ်ပဲ့ထိန်ဒုံးကြီးများကိုမီလာရှီယက်ကပြစ်ခတ်ခဲ့ကြောင်းတောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့ပါတယ်။မြန်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ဟာနောက်ဆုံးပေါ်ဖျက်သိမ်းမောအတွက်လန်ဒန်စနစ်အစ်စ်တစ်ခုကိုစမ်းသပ်ခဲ့ပြီးတဲ့နောက်သတင်းပတ်ခန့်အကြာတွင်ယခုကဲ့သို့တာတိုပြစ်ဒုံးကြီးများကိုပြစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။တောင်ကိုရီးယားစစ်တပ်ဟာအမျိုးသားစော်လင်းတဲ့တာတိုပြစ်ပဲ့ထိန်ဒုံးကြီးများကိုထောင်လန်းတွေ့ရှိခဲ့ကြောင်းတောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များဖွဲ့ GCS ကပြောကြားခဲ့ပါတယ်။အဲဒီဒုံးကြီးတွေကိုမီလာခုနှစ်နှစ်ဒေတာဆန်တော်ချိန်ည 17နာရီ10မိနစ်မှမေလ10ရက်နေ့မနက်10နာရီ10မိနစ်ကြားမြောက်ကိုရီးယားရဲ့ဝန်ဆန်ဒေသမှအရှိပင်လယ်အတွင်းသို့ပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း JCF ကဂျပန်ပင်လယ်လို့လူသိများတဲ့အရှိပင်လယ်ကိုရည်ညွှန်းပြောဆိုခဲ့ပါတယ်အဲဒီတုံးကြီးတွေဟာကိုရီးယားကျွန်းဆွယ်အရှေ့ဘက်ရေပြင်များအတွင်းသို့မကြောက်ရွံ့မီကီလိုမီတာ800အကွာအဝေးထိပြန်တန်းခဲ့ကြ။အဲ့လိုငင်းကြက်ကြီးနဲ့တင်းငင်းကြီးအတွက်အကြီးမားတဲ့ချေချမှုဖြစ်စေခဲ့တဲ့ရန်လိုတဲ့လုံရဲအတွက်မြောက်ကိုရီးယားကိုပြင်းထန်စွာရှုံချကြောင်း JCS ကထုတ်ပြန်ခဲ့ပါတယ်။ ခိုင်မာတဲ့တန်ကိုရီးယားအမေရိကန်ပူးပေါင်းကာကွယ်ရေးအနေထားအောက်မှာမိမိတို့စစ်တပ်ဟာမြောက်ကိုရီးယားရဲ့လွဲမှားတဲ့ထင်မြင်ယူဆချက်များကိုတားဆီးရန်မြောက်ကိုရီးယားရဲ့လှုပ်ရှားမှုများကိုအနီးကပ်စောင့်ကြည့်နေရလို့လည်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ရဲကူတုံးကြီးများပြစ်လုံမှုဟာကင်ကစစ်သည်မော့အစ်တတစင်းရဲ့လက်နက်စနစ်ကိုစမ်းသပ်မှုအားကြီးကြပ်ခဲ့ပြီးတဲ့နောက်သတင်းတပတ်ခန့်အကြာမှာပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။